ားလုံးပဲမင်္ဂလာပါဒီနေ့ April 13ရက်နေ့မှာတော့ပိုင်မင်းလှရန်ကုန်ဒီလားမှာဆိုလို့ရှိရင်တော့တကယ်တိုက်ပွဲတွေအကြီးကြီးဖြစ်နေတယ်အဒီမှာစကားစားဖက်ကစေဦးသေးတယ်เนาะနောက်တစ်ခုကငလင်ငလင်ကြောင့်လူတွေသေးတယ်အဲ့ဒီမှာသေးတဲ့လူကဆိုလို့ရှိရင်အများကြီးအများကြီးကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့သေးတာက3935ယောက်ဖြစ်တဲ့ဒဏ်ရာရရှိတဲ့လူကကျွန်တော်တို့9108เนาะပြောက်ဆုံးနေစေက190ဆိုတဲ့ဟာကိုလေဒီစကားစားကထုတ်ပြန်တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကထိုင်းနိုင်ငံမှာဆိုလို့ရှိရင်တော့ နော်ချုံပူလိပြည်နယ်မှာရွာမှာရှိတဲ့ဒီစက်ရုံနော်စက်ရုံမှာဆိုလို့ရှိရင်တန်စက်ရုံပေါ့အဲ့ဒီမှာဒီမြန်မာအလုပ်သမားတွေအများကြီးရှိတယ်အဲ့ဒီမြန်မာအလုပ်သမားတွေကိုနော်အဲ့ဒီမှာကြိုးပြီးတော့နော်အကြောင်းကြားချက်ရင်းမရှိဘဲနဲ့60နဲ့2ယောက်ကိုနေပြီးတော့ဒီမှာမတရားအလုပ်ထုတ်ခံရတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်တစ်ခုကကျွန်တော်တို့ဒီသမ္မတထရန့်တက်လာတဲ့နောက်ပိုင်းမှာတော်တော်ကိုကြရိုက်ရိုက်တဲ့ဟာတွေအများကြီးရှိတယ်ကမောက်ကမဟာတွေအများကြီးရှိတယ်အဲ့ဒီမှာအဓိကကျွန်တော်တို့မြန်မာနိုင်ငံကတည်င်း အဲ့ဒါကနှစ်ပေါင်း80เนาะဒီအမေရိကန်ဆိုရကဥပဒေပြုတ်ပြီးတော့အတည်ပြုထားတဲ့နော်ထောက်ပံ့ထားတဲ့ DOA เนาะ DOA ရှိမယ် RFA ဖြစ်မယ်ဆိုတော့ဒီနှစ်ခုကိုလေးပြီးတော့ဒေါ်နာထရန့်တက်တဲ့အခါမှာသူ့ကိုဝေဖန်တိုက်ခိုက်မှုတွေရှိတယ်ဆိုပြီးမှအမေရိကန်ပုံမှန်နဲ့အဲ့ဒါကိုလုံးဝရက်စေးလိုက်တယ်နော်ဟိလုံးဝရက်စေးလိုက်တယ်ဆိုတဲ့အခါကျတော့ဒါပေမဲ့ရက်စေးတာဝန်ထမ်းရောက်ပေါင်းဟာဆိုလို့ရှိရင်တော့တောင်းနဲ့တောင်းထောင်ရှိတယ်ဒီမှာဒီတည်င်းထောက်ကဘယ်လောက်ရှိလဲဆိုလို့ရှိရင်တထောင်အဲ့ဒီလူတွေကိုအားလုံးကကျွန်တော်တို့လက်စာအပြစ်နော်ခွင့်ပေးထားတယ်နှလုံးကသူတို့အလုံးမလုံးကို ကို VOA ကလုံးဝတည်ဆက်တာမရှိဘူးဆိုတော့ဒီနေ့ကတည်င်းကောက်တစ်ခုတက်လာတာက Federal တရားရုံးညာဒီတရားရုံးကနေပြီးတော့အမိတ်ချလိုက်ပြီเนาะချလိုက်ပြီ Donald Trump ဟာဆိုလို့ရှိရင်ပြန်ပြီးတော့ ဒီထောက်ပံ့ကိုပြန်ပြီးတော့ပေးရမယ်ဆိုတော့အမိတ်ချလိုက်တယ်ဆိုတဲ့ဟာကိုလင်းကောင်တွေလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီပြန်တော့ VOA ပြန်လာမယ် RFA ပြန်လာတော့မယ်နောက်မကြခင်ကျွန်တော်တို့တွေ့ရလိမ့်မယ်ဘာဖြစ်ဆိုတော့ Federal တရားရုံးကနေပြီးတော့ပြန်ပြီးတော့နောက်ထောက်ပံ့ဖို့ဒါဆိုလို့ရှိရင်ဥပဒေနဲ့ဒီပြူပြီးတော့လုတ်ထားတဲ့အရာတခုဖြစ်တဲ့အတွက်ကြောင့်တော်တော်ခိုင်းတယ်နှစ်ပေါင်းနဲ့80ရှိပြီဖြစ်တဲ့အတွက်ကြောင့်နော် Federal တရားရုံးကနေပြီးတော့အမိတ်ချလိုက်ပြီဆိုတဲ့ဟာကိုတင်းကောင်တွေလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ကိုကအမန်ကြီးထင်းချွတ်ထားတဲ့နေမြေမှာကျွန်တော်တို့တရုတ်ရဲ့ဂျာဝင်မှုနဲ့တရုတ်ကိုယ်တိုင်အဲ့ဒီလာရှုမှာထိုင်တယ် ဲ့ဒီ live မှာထိုင်ပြီးတော့ကျွန်တော်တို့ဒီ song ကြည့်အခွင့်ကိုသူတို့ထုတ်လိုက်တယ်လို့ပြောတယ်နော်ဆက်ကဆက်ကဒီရင်တန်းစီးပုတ်ရာနဲ့ချီပြီးတော့ကျွန်တော်တို့ဝင်လာတယ်အဲ့ဒါကိုလည်းကျွန်တော်တို့ရဲ့ဒီ channel မှာကျွန်တော်တင်ထားပေးတယ်ဒီမှာသွားချေလို့ရတယ်ဆိုတော့အခုကဒီနေ့ပါတင်းတွေထပ်ပြီးတော့ထွက်လာလဲဆိုလို့ရှိရင်တော့စစ်တန်းဌာနချုပ်အဲ့ဒီမှာမအလာကပြန်ပြီးတော့လုပ်ဖို့အတွက်ဘယ်တော့မှဖြစ်နိုင်ဘူးဆိုတဲ့တင်းကိုကျွန်တော်တို့တွေ့ရတယ်ဘာဖြစ်လို့ဆိုတော့သူတို့က last show မျိုးတစ်ခုထည့်မှာပဲဝင်လို့ရမယ်အဲ့ဒီစစ်တန်းဌာနချုပ်ရှိတယ်ဒါပေမဲ့စစ်တိုက်ဌာနချုပ်လို့ပြောတဲ့အခါမှာသူ့ကိုကာရင်ထားတဲ့ နော်ဒီတက်အများကြီးရှိတယ်နော်ဘေးမှာအဲ့ဒါမှသူကစစ်တမ်းဌာနချုပ်လို့ပြောလို့ရတယ်ဆိုတော့အဲ့ဒီစစ်တမ်းဌာနချုပ်ကိုဝင်ဖို့ကဒီကာယံထားတဲ့တကက်တက်တယ်အများကြီးရှိတယ်နော်တက်တယ်အများကြီးရှိတယ်အဲ့ဒီဟာကိုကြော်ဖြတ်ပြီးမှကျွန်တော်တို့ခုနကစစ်တမ်းဌာနချုပ်ကိုရောက်တာဖြစ်တယ်ဆိုတော့အခုကတော့လတ်ရှော့တော့ဝင်သွားပြီဒါပေမဲ့လတ်ရှော့မှာစစ်တမ်းတော့ရှိမယ်ဒါပေမဲ့အပြင်မှာခုနကတော့အရင်ကလို့ဒီစစ်တမ်းဌာနချုပ်တွေတခုကိုတည်ထောင်ဖို့အတွက်အပြင်မှာ တာဖို့အတွက်အဲ့ဒီတိုက်တို့ကိုလုံးဝသူတို့ဖွင့်လို့ရမှာမဟုတ်ဘူးလုံးဝဖြစ်နိုင်မှာမဟုတ်ဘူးဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီမှာကျွန်တော်တို့ကကွယ်ဝင်ကြီးမမုံအေးဘိုးချိုကြီးမမုံအေးကနေပြီးတော့အဲ့ဒီမှာ MNDAA နဲ့ကျွန်တော်တို့တကိတ်မိတ်ဆွေအရင်လိုနေထိုင်ကြဖို့ယင်းနည်းစွာနေထိုင်ကြဖို့စသဖြင့်ဖန်ကြားတယ်ဆိုတဲ့ဟာကိုလေဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရတယ်နောက်တစ်ခုကမန္တလေးမြို့ Great World Hotel နော် Great World Hotel ဆိုလို့ရှိရင်မင်္ဂလာရန်ကျောင်းအနေမှာပြောတယ်ပြောတဲ့အခါကျတော့အဲ့ဒီမှာလုံးဝအဲ့ဒီအဆောင်ကလုံးဝထိလို့မရဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမှာလှုပ်ချက်တယ်အများကြီးရှိတယ် ရှိတဲ့ခါကျတော့အခုတတိအဲ့ဒီဟာကိုဖြိုဖျက်ဖို့အတွက်ကတော်တော်ကိုလုံခြုံရေးတွေတင်းတင်းကြပ်ကြပ်ထားတာကိုကျွန်တော်တို့တွေ့ရတယ်။ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်တော့အခုဒီစတော့ဖြိုနေပြီ။ဖြိုနေတဲ့ခါကျတော့နော်ပုံမှန်144ညမထွက်ရအမိတ်ကိုနေပြီးတော့တိတ်တန့်အဲ့ဒီအဆောင်အနောက်မှာလုံးဝမကရဘူးညမထွက်ရဘူးစသဖြင့်နော်တိတ်တန့်ထုတ်ပြချက်တွေကိုဆက်ကဆက်ကထုတ်တယ်ဆိုတဲ့ဟောတွေ့ရတယ်။အဲ့ဒီကတော့အဲ့ဒီမှာတကိတ်လှုပ်ဝဲချက်တွေအများကြီးအများကြီးရှိတယ်။အဲ့ဒါကြောင့်เนาะအဲ့ဒီပုံမှန်140လေးကိုနေပြီးတော့ထုတ်ထားတော့ တွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကရှမ်းပြည်အရှေ့ဘက်တာရှင်လေးရဲ့နောက်တစ်ခုကမိုင်းလာရဲ့အဲ့ဒီကနေပြီးတော့ကုန်တင်ကားနေရန်ကုန်မန္တလေးကိုပို့မယ့်ကုန်တင်ကားတာချင်လေးတာချင်ကနေပြီးတော့မိုင်းလာကို သွားတယ်မိုင်လာနေပြီးတော့ရန်ကုန်မန္တလေးကိုပို့တဲ့ကုန်ကားအစီးပေါင်း80ကိုနေပြီးတော့တောင်ကြီးမှာဖမ်းထားတဲ့ခုတတိမလွတ်သေးဘူးဆိုတော့တတိကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီကရင်ပြင်းနေเนาะကော်ပိုရိတ်မှာဆိုလို့ရှိရင်ဒီဂျုံတို့လမ်းပိုင်းမှာเนาะအဲဒီစက္ကစကိတ်တွေရှိတယ်အဲဒီမှာဒီ KPA ကိတ်တွေရှိတယ် BGF ကိတ်တွေရှိတယ်ညင်ချဲရဲ့ PC ကိတ်တွေရှိတယ်အဲ့တော့ဂိတ်စုစုပေါင်း9ခုကိုနေပြီးတော့เนาะ KNL နဲ့ပူပေါင်းအဖွဲ့တွေကဒီမှာအကုန်လုံးထိန်းချုပ်လိုက်ပြီဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီကရင်ပြင်းနေမှာကျွန်တော်တို့တိုက်ပွဲတွေเนาะတော်တော်ကိုကြည်ကြည်လောင်ချားနေရပြီเนาะဂျုံတို့မှာ လည်းကြီးကြီးတိုက်နေတယ်ကွန်ကရစ်မှာလည်းကြီးကြီးတိုက်နေတယ်စခန်းတွေလည်းအများကြီးတိတ်နေတယ်အရင်တော့ကလုံးဝနာမည်မထွက်တဲ့နော်တပ်ပါခွန်နစ်တောင်မှနော်စခန်းကြီးနှစ်ခုကိုကျွန်တော်တို့တင်ထလာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီပဲတော့လှုပ်လှုပ်ရွရွတော့သူတို့ခြေတန်လုံးလုံးနဲ့လှုပ်တယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်ဒါတော့တင်ကောင်းပေါ့နော်ဆိုတော့ဒီမှာလမ်းပိုင်းအဲဒီလမ်းပိုင်းမှာကျွန်တော်လမ်းပိုင်းမှာဆိုလို့ရှိရင်ဒီ case ခံငါးခုကိုအကုန်လုံးကဲအလေးနဲ့ပူပေါင်းခွေကထင်းချုံလိုက်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။နောက်တစ်ခုကစစ်တွေကနေပြီးတော့လွံ့မြောက်နေမြင်တယ်ဖြစ်တဲ့အောက်တော်မျိုးကိုထွက်လာတဲ့ရခိုင်မျိုးသားတွေ အဲ့ဒီမှာဆက်ကဆက်ကဖမ်းချုပ်လိုက်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အတိပ္ပယ်ကတော့သူတို့ဟိုမှာသွားလာမှချိုက်ဘူးအဲ့ဒီမှာသူတို့နဲ့ဒီဖို့ညှိတာပေါ့အတိပ္ပယ်ကတော့အဲ့ဒီမှာအတူတူတည်ကြမယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့အဲ့ဒီမှာသူတို့ဖမ်းဆီးထားတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်ဖမ်းဆီးခံရတယ်နောက်တစ်ခုကစကိုင်းတိုင်းစကိုင်းမျိုးပေါ်မှာရှိတဲ့ဒီ user key ရဲ့ကောင်းဆောင်နေလင်းခေါ်တော့ရေးပေါ်ကြီးကသူတို့ကားနဲ့လာတယ်လာတဲ့ခါကျတော့အဲ့ဒီမှာသူတို့ပြစ်တယ်ပြစ်တဲ့ခါကျတော့ခုနကအဲ့ဒီမှာမာလခီယာဖြစ်သွားတယ်နောက်တစ်ခုကဒီကြောက်ဖြူเนาะကြောက်ဖြူမှာ တကယ်မြုပ်တင်တိုက်ပွဲတွေအခုစနေပြီဆိုတဲ့ဟာကိုနော် AWO လို့ခေါ်တဲ့ဒီရေနံစောင့်ချက်အဖွဲ့ကနေပြီးတော့မနေ့ကကျွန်တော်တို့ဒီတတိယလက်နဲ့ဆက်ပြီးသားဖြစ်တယ်နော်သူတို့ထုတ်ပြတယ်ဒီကြောက်ဖြူဟာဆိုလို့ရှိရင်တော့ AA လက်ထက်ကိုရောက်ပြီးလို့ပြောလို့ရတယ်ဆိုတဲ့ဟာကိုသူတို့ပြောတယ်မဖြစ်လို့လဲဆိုတော့အဲ့ဒီကြောက်ဖြူမှာဆိုလို့ရှိရင်တော့ဒီအုပ်စုပေါ့ပေါ့နော် UR 50နဲ့4အုပ်စုရှိတယ်နော်4အုပ်စုရှိတယ်အဲ့ဒီမှာ90က AA တင်ထားပြီးသားဖြစ်တယ်ဆိုတော့မြုပ်ပေါ်တစ်ခုထည့်ပဲကျွန်တော်တယ်အဲ့ဒီမှာသူတို့ဒီတရုတ်ကစီမံကိန်း ဲ့ဒီဟာဆိုလို့ရှိရင်လုံးဝရေနံနဲ့သဘောတန်းခွေဟာဆိုလို့ရှိရင်လုံးဝလေပတ်လို့မရတော့ဘူးအဲ့ဒါကြောင့် AA ရဲ့လက်ထက်မှာရောက်ပြီဆိုပြီးမှဒီနေ့ AWO ကနေပြီးတော့ထုတ်ပြန်တာကိုထပ်တော့ကျွန်တော်တို့တွေ့အောင်ဖြစ်တယ်အတိပြရတော့ကြောက်ဖြူကတော့တက်ပြီဆိုတဲ့ဟာကိုကျွန်တော်တို့သုံးလို့ရတယ်နော်ဘာဖြစ်ဆိုတော့ mute board တစ်ခုတည်းပဲရှိတယ်အဲ့ဒီသဘောတန်းခွေนี่เซยုံเลยเนาะไอ้ดิ company เนี่ยลงอ่ะเลปั่นไหนลงไม่ย่าတော့ไอ้ดิมาติยုတ်เนี่ย company တွေลงชုံเนี่ย company ยောက်ได้ပါတယ်ညာတယ်ဒါပေမဲ့လုံးဝเลปั่นလုံးမရတော့เนาะไอ้ดิมาอุสุปอง50เนี่ยလို့4อุสุရှိတယ်ဒါပေမဲ့ အုပ်စု90နော်ကြည့်အောင်အုပ်စု90ကိုနေပြီးတော့ AA ကသင်ပိုက်ထားပြီးသားဖြစ်တယ်ဆိုတော့အဲ့ဒီမှာကွက်ကွက်လေးပဲကျန်တော့တယ်ကြောက်ဖြုတ်တစ်မျိုးထည့်ပဲကျန်တော့တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကအမေရိကန်နဲ့ဒီ ASEAN နော်ထိပ်တိအစည်းအဝေးပေါ့39ချိန်နောက်အဒီမှာ Asia Pacific you hold အကြီးတန်းအရာရှိကနေပြီးတော့ဒီနေ့ပြောလိုက်တဲ့စကားတစ်ခုရှိတယ်အဲ့ဒါကစက္ကစကိုအကြမ်းဖက်မှုတွေပြည်သူလူထုတွေကိုပုံချဲ့တာကိုချက်ချင်းရပါနော်ချက်ချင်းရပါနောက်တစ်ခုကပါလဲဆိုလို့ရှိရင်တော့မတရားထိန်းသိမ်းထားတဲ့လူတွေအားလုံးကိုချုံချက်မရှိပြန်လွှတ်ပေးပါ လူသားချင်းစာနာမှုအထောက်အထားတွေကူညီပေးတဲ့အကူအညီငလျင်တန်းကြောင့်အကူအညီပေးတဲ့လူတွေကိုအတားအဆီးမရှိเนาะအဲ့ဒီမှာကူညီထောက်ပံ့ရေးတွေကိုပေးဖို့အစ်ပြတော့အတားအဆီးတွေမလုပ်ဖို့ဒီစကိုင်းတော့ဘာလို့ဆိုလို့ရှိရင်သွားလို့မရဘူးလေเนาะအဲ့ဒီမှာဆိုလို့ရှိရင်တော့ဒီကူညီထောက်ပံ့မှုတွေကိုလုံးဖြတ်တောက်ထားတဲ့အဲ့လိုမျိုးပုံစံမျိုးကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကြောင့်เนาะဒီနေ့အမေရိကန်ကနေပြီးတော့ထုတ်ပြန်တယ်လူသားချင်းစာနာမှုထောက်ထားမှုအကူအညီတွေကိုကျွန်တော်တို့အကန့်အသတ်မရှိเนาะအဲ့ဒီမှာကူညီပေးရမယ်ချွန်းချက်မရှိเนาะမတရားထိန်းသိမ်းထားတဲ့ မ္မတဦးဝင်းမြင့်တို့ဒေါအောင်ဆန်းစုကြည်တို့ပေါ့နော်ဆိုတော့သူတို့ကိုနေပြီးတော့ချွင်းချင်းမရှိလုပေးရမယ်နောက်တစ်ခုကဒီအကြံဖတ်မှုတွေကိုနော်သူအကြံဖတ်မှုလို့ပြောထားတယ်နော်အကြံဖတ်မှုတွေကိုချက်ချင်းရဖို့ဆိုပြီးမှဒီနေ့ထုတ်ပြန်တာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ AA ရဲ့တည်တင်းဒီတည်တင်းကတော့ A drag နာမကောင်းဘူးဘာဖြစ်လို့ဆိုတော့ဒီဘလောက်မှာကျွန်တော်တို့ပထမဆုံးတင်းတဲ့မျိုးလို့ရဲ့ပြောလို့ရတယ်ကျွန်တော်ဒီ AA ကပထမဆုံးတင်းလို့ရတာကကျွန်တော်တို့ဘလောက်ဝမျိုးပေါ့နော်ပထမဆုံးတိုက်တာကပေါက်တော့ပေါက်တော့ကနောက်မှရတယ် ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ platform ကပထမဆုံးရတယ်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်တော့အဲတပ်ဖွဲ့ဝင်เนาะတချို့တတိဌာနတွေမှာအရာရှိတယောက်ပါတယ်လို့ပြောတယ်ဒီနေရာမှာအရာရှိတယောက်ပါတယ်ဆိုတော့မိင်္ဂလာတယောက်ကိုမတင်ချင်းတယ်เนาะအဲ့ဒီမှာကိုမီအမျိုးသမီးတယောက်ကိုမတင်ချင်းတယ်သူရဲ့ယောက်ျားကတော့နိုင်ငံခြားမှာအလုပ်လုပ်တယ်เนาะအဒီမိင်္ဂလာကတောင်ယာမှာသွားပြီးတော့ဟင်းရှာကိုသွားတဲ့အချိန်မှာဒီ AA ရဲ့အပ်ဖို့ဝင်တယောက်ကအဲ့ဒီမှာမတင်ချင်းတယ်เนาะအတင်းအာနာမအလိုမတူကျွန်တော်တင်းအာနာမကျွန်တော်တို့မတင်ချင်းတယ်เนาะမတင်ချင်းတယ်ဆိုတော့ ဘနေ့ချင်းဦးတာမကဘူးအဲ့ဒီမိန်းကလေးကိုရေထစ်မှနှစ်တက်ကိုလုတ်တယ်လုတ်တဲ့ခါကျတော့အဲ့ဒီမှာကံကောင်းထောက်မှဇော်ပဲနော်အဲ့ဒီမှာသူ့ရဲ့ရောက်ခမနော်အဲ့ဒီမိန်းကလေးရဲ့ရောက်ခမကနေပြီးတော့အဲ့ဒီမှာဒီမိန်းကလေးကသွားတာကြာပြီဘာဖြစ်လို့နော်ကြားတယ်လေလို့နော်အဲ့လိုမျိုးပြန်ပြီးတော့လိုက်တဲ့ခါကျတော့အဲ့ဒီမှာသူတို့ရေထစ်မှနှစ်တက်တာကိုတွေ့ရတယ်တွေ့တဲ့ခါကျတော့သူ့ရောက်ခမကနော်အတကုံလိုက်អော်တယ်អော်တဲ့ခါကျတော့အဲ့ဒီမှာသူတို့လှုပ်ပြေးတယ်နော်အဲ့လိုမျိုးကျွန်တော်တို့တည်င်းထွက်တယ်နော်တည်င်းထွက်တယ်ဒီတည်င်းကတော့ကျွန်တော်တို့တကယ် AA အတွက်မကောင်းတဲ့ နော်တည်တင်းတစ်ခုဖြစ်တယ်ဒီလက်နက်ကင်တွေအရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့နော်တည်တင်းချားမင်းနေမယ်အများအဖြစ်ကတော့ဒီမအလိုက်ရဲ့စစ်တပ်တွေကမတင်းချင်းတယ်မတင်းချင်းတယ်မတင်းချင်းဆိုတော့နာခဏကျွန်တော်တို့ပဇာဖျားတွေမှာသုံးတဲ့စကားတွေလည်းဖြစ်တယ်ဆိုတော့အခုက AA ကအလိုမျိုးလုပ်နေဆိုလို့ရှိရင်နော်ဒါကတော့နော်မအလားလို့ဖြစ်နေပြီနော်မအလားလို့ဖြစ်နေပြီအစ်ဒီပြရတော့ကျွန်တော်တို့လက်နက်ကင်တွေကလက်နက်တွေရှိလာပြီဆိုလို့ရှိရင် တို့လုတ်နိုင်တဲ့အလုပ်တစ်ခုကနော်အဲ့ဒါကနော်ပထမဆုံးနာမည်ဆိုတဲ့ကြော်ချတာကအဲ့ဒါမင်္ဂလိပ်ကိစ္စပဲနော်မင်္ဂလိပ်ကိစ္စပဲကျွန်တော်တငယ်ချင်းတွေပြောဖို့တယ်အဲ့ဒီစစ်တပ်ထက်ကဟိုကဖြစ်တဲ့လူတွေနော်အဲ့ဒီမင်္ဂလိပ်တွေကိုအဲ့လိုမျိုးမတင်းကျင်းတာဆိုလို့ရှိရင်တို့တို့က ချိန်လုံးတော့မှနေရတယ်။နာမင်းလေးကိုတခါမှမတွေ့ရဘူးเนาะမတွေ့ရဘူး။အဲ့ဒီတငယ်ချင်းပြောပြတာပေါ့เนาะ။ဆိုတော့ရောက်ကိုပြန်လာလို့ရှိရင်သူတို့ကအဲ့လိုမျိုးစိတ်တွေကတတော်ကိုကစားရတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်เนาะ။ကစားရတယ်ဆိုတဲ့ဟာတွေ့ရတယ်စိတ်ကစားရတယ်တတော်ကိုเนาะအဲ့ဒီမင်းလေးနဲ့ပတ်သက်လာလို့ရှိရင်ဆိုတော့တောထက်မှာဆိုတော့လေသူတို့ကတခါမှမတွေ့ရဘူးဖြစ်မှာပေါ့เนาะအဲ့လိုမျိုးပုံစံမျိုးเนาะကျွန်တော်တငယ်ချင်းကပြောပြတာရှိတယ်။ဒါအတားလေးဖြစ်နေတယ်เนาะဖြစ်နေတယ်ဆိုတော့ဘာပဲပြောပြောเนาะ AA ကနေပြီးတော့ဒီလိုမတင်းကျင်းတဲ့ဟာကိုတင်းတယ်မှာ online တော့မှာဟိုလိမ့်ကြုံဖြစ်တဲ့ခါကျတော့เนาะအဲ့ဒါကိုတင်းစုံအနေနဲ့ကြော်ကြတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဆိုတော့ တာကိုအမှုမဲ့ပေါ်ပေါ်ဖို့အတွက်တပ်ဖို့မယ့်နေရာကိုအရေးယူဖို့အတွက်ဒီကတောင်းဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေ့ April 23ရက်နေ့မှာတတိယမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါင်းကိုနေပေးချပါပဲကျွန်တော်ဒီ